တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေမဲ့ဟိုဝါလေးလာပါပြီ အားလုံးပဲမင်္ဂလာပါ။ Power Youth Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ Mobile Legends ရဲ့6နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား event ကြီးကတော့ရောက်ရှိလိုလာခဲ့ပြီဖြစ်ပါတယ်။ Mobile Legends ရဲ့6နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားမှာဘာအား event တွေကိုများ Mobile Legends ကပြုလုပ်ပေးသွားမလဲ။ဘာ skin တွေကိုများ player တွေကို Mobile Legends ကနေပြီးတော့လက်ဆောင်ပေးသွားမလဲဆိုတာကိုကျွန်တော် Power Youth ကနေပြီးတော့တင်းတင်းချာချာပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ကဲအားလုံးပဲစဉ်းစားဖြစ်ကြပြီဆိုရင်တော့ video လေးကိုစလိုက်ရအောင်။ Mobile Legends ရဲ့9 year anniversary event ကြီးကိုတော့ ဆယ်လပိုင်း၈ရက်နေ့ကနေ၁၇လပိုင်း23ရက်နေ့ထိစီကားတိုက်မိတ်စွာကျင်းပပြုလုပ်ပေးထားမှာပဲဖြစ်ပါတယ်။ပထမဦးဆုံး event တစ်ခုကတော့ဆယ်လပိုင်း၉ရက်နေ့ကနေ၁၇လပိုင်း18ရက်နေ့ထိစီကားတိုက်မိတ်စွာကျင်းပပေးထားတဲ့ Light Up Anniversary Venue ဆိုတဲ့ event ကြီးပဲဖြစ်ပါတယ်။အဲ့ဒီ event မှာဆိုရင်တော့ Fanny ရဲ့အသစ်ဆက်ဆက် Epic Skin ကိုလုံးဝ free ရယူနိုင်မှာပဲဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ကအခုဒီ PA Funny Skin ကိုလုံးဝမချိုက်နှစ်သက်ဘူးဆိုရင်တခြား Apple Skin တကောင်ကိုရွေးချယ်လို့ရရှိမဲ့ဂျပန်သက်တာတစ်ခုကိုလည်းရယူလို့ရအောင်မှာပဲဖြစ်ပါတယ်အဲ့ဒီတက်တာထဲမှာပါဝင်တဲ့ skin တွေကတော့ Diod Hanabi တို့ရဲ့ Venus skin, Harry ရဲ့ Lightbone skin, Gusen ရဲ့ Soul Revolution skin, Uranus ရဲ့ Cluster version, Groy ရဲ့ Rhino, ရတရဲ့ Hefire ရိုဂျာရဲ့ Phantom Hunter နဲ့ Vala ရဲ့ Deraconis Flame Skin တို့ကိုဂျပန်ရယူတိုင်းမှာပဲဖြစ်ပါတယ်။အရာတင်တင်မကသေးပဲကိုနှစ်ပြည့်အထိမ်းမှတ် Scaling Notification နဲ့ Spawn Fat တို့ကို အပိုင်ရရှိအောင်မှာပဲဖြစ်ပါတယ်။ကိုနစ်ပြည့်အထင်းမှတ်အသင်းဘန်နာရက်30ကိုလည်းရရှိအောင်မှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်နဲ့အတူတူ Fanny ရဲ့ PS skin ကဘလောက်ခလပ်ပါတယ်ဆိုတာကိုကြည့်ရှုလိုက်ကြရအောင်။ Let's hear those cheers. It's time to set this celebration ablaze. Wow, တော်တော်လှတယ်ဗျာနော်။ဟုတ်ကဲ့ပါ။ဒါဆိုရင်တော့နောက်ထပ် event တစ်ခုကိုဆက်ပြီးတော့ပြောလိုက်ကြရအောင်။ဆယ်လာပိုင်း9ရက်နေ့ကနေ17လပိုင်း2ရက်နေ့အထိကျင်းပပြုလုပ်ပေးထားတဲ့ Elite Skin တကောင်ကို free ရယူနိုင်မဲ့ event ကြီးတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီ event မှာပါဝင်တဲ့ skin တွေရဲ့ hero တွေကတော့ကြစ်လုံး၊ Minotaur, Isonshin, Johnson, Gusen, Ulas, YV, Nathan, Amon ဗလက်တီနာတို့တဲကဂျပန်တကောင်ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။နောက်ထပ် event တစ်ခုအနေနဲ့ကတော့ဆယ်လာပိုင်း18ရက်နေ့ကနေ17လပိုင်း9ရက်နေ့အထိကျင်းပပြုလုပ်ပေးထားတဲ့ Lolita ရဲ့အသစ်ဆက်ဆက်အခမဲ့ special skin အသစ်ကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ protect you ဟုတ်ကဲ့ပါဒီ Lolita ရဲ့ skin ဟာဆိုရင်လည်းဒါတော်တော်လေးကိုချစ်ဖို့ကောင်းနေတာကိုတွေ့ရပါတယ်။ကဲအဲ့ဒီ skin ရဲ့ဘေးမှာဆိုရင်တော့ဒါတခြားဆူလက်ဆောင်တွေကိုလည်းရရှိနိုင်ဦးမှာပဲဖြစ်ပါတယ်။ကဲနောက်ထပ် event တစ်ခုအနေနဲ့ကတော့ဆယ်လာပိုင်း24ရက်နေ့ကနေဆယ်လာပိုင်း29ရက်နေ့တွင်မှာတော့မိတ်ဆွေတို့က Rang ကိုစော်ကစားမယ်ဆိုရင်တော့ကျဲကောက်ွယ်မှတ်နဲ့ကျဲတိုးမှတ်တွေကို တိုးမြင့်ပေးထားမှာပဲဖြစ်ပါတယ်။ဒါပဲလားဆိုတော့မဟုတ်သေးပါဘူး။ဆက်လက်ပြီးတော့က17လပိုင်း10ရက်နေ့ကနေ17လပိုင်း9ရက်နေ့အတွင်းမှာထပ်မံပြီးတော့ Funny PA Skin ပါဝင်တဲ့တခြားသော Apple Skin ပေါင်းများစွာ Elite Normal Skin တွေပေါင်းများစွာတဲကတခုကိုတစ်တာကိုဖွင့်ပြီးတော့ဂျပန်ရယူနိုင်မှာပဲဖြစ်ပါတယ်။ဘေးနားမှာဆိုရင်လဲ Skin Firmament Cut တွေ EXP 2စက်တွေကို ထပ်မှန်ပြီးတော့နော်ပေတဲ့ point နှစ်ဆကတ်တွေကို ရရှိအောင်မှာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့က17လ by 10ရက်နေ့ကနေ17လ by 9ရက်နေ့အတွင်းမှာဟီးရိုးများအလုံးကိုအခမဲ့အသုံးပြုခွင့်နဲ့ skin စုစုပေါင်းအခုတရာကိုအခမဲ့အသုံးပြုခွင့်တို့ကိုပေးထားအောင်မှာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့က10လ by 24ရက်နေ့ကနေ17လ by 9ရက်နေ့အတွင်းမှာဆိုရင်တော့ special skin lolita ရဲ့ဒါအယောင်ချဲ skin ကိုရရှိနိုင်အောင်မှာပဲဖြစ်ပါတယ် ါ။ဒါလေးအပြာရောင်လေးနော်။အပြာရောင်လေးလှတာပဲဒါလေး။ကဲဟုတ်ကဲ့ပါ။ဒါဆိုရင်တော့ဆက်ပြီးတော့နောက်ထပ်ဘာ event နေမှာဘာ skin တွေထပ်ပြီးပေးအောင်မလဲဆိုတာကိုကျွန်တော်ပြတ်ဆက်ပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့က10လပိုင်း24ရက်နေ့ကနေ17လပိုင်း18ရက်နေ့အတွင်းမှာဆိုရင်တော့ Dragon Shop တစ်တာကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။ Dragon Shop တစ်တာထဲမှာပါဝင်တဲ့ပစ္စည်းတွေကတော့ Replanter Dragon Shop Vermilion Amber Aquamarine နဲ့ Vitalite ထဲကဂျပန်တစ်ခုကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါနောက်ဆုံး event ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဆယ်လပိုင်း31ရက်နေ့ကနေ17လပိုင်း23ရက်နေ့အတွင်းမှာဆိုရင်တော့ Alex Natalia Moscow Hilos Katita Baran Gonevia Ling နဲ့ Basharo Pawin နဲ့ Special Skin တွေကတကောင်ကိုဂျပန်ရယူနိုင်မှာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါအခုပြောပြပေးသွားခဲ့တာကတော့ Mobile Legends ရဲ့6နှစ်ပြည့် anniversary မွေးနေ့ပွဲကြီးမှာ Mobile Legends ကကျင်းပပြုလုပ်ပေးထားတဲ့ event တွေနဲ့ free ပေးထားတဲ့ skin တွေကြောင်းကိုကျွန်တော်ဖော်ဝါရုပ်ကနေပြီးတော့တေးသေးချာချာပြောပြပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ကျွန်တော်ရဲ့ဖော်ဝါရုပ် channel လေးကို subscribe မလုပ်သေးဘူးဆိုရင်လည်း subscribe လုပ်ပေးခဲ့ကြပါဦး။ comment လေးတွေလည်းရေးခဲ့ကြပါ၊လက်မလေးလည်းနှိပ်ခဲ့ကြပါ။ဘေးနားက notification bell လေးကိုလည်းပွင့်ခဲ့ပြီးတော့ video သစ်တင်တိုင်းအားပေးကြပါဦး။ ကျွန်တော်ဖိုးအယုတ်ကဂေဖွေးတွေပေးတဲ့ခါတိုင်းမှာလဲဒါရောက်ကန်ဆန်းကြပါလို့ပြောကြပြီးရင်းနဲ့ပဲဒီနေ့ဗီဒီယိုလေးကိုဒီမာရင်မဲ့အဆုံးသတ်ချင်ပါတယ်အလုံးမဲ့နှုတ်ဆက်ပါတယ်အလုံးမဲ့တာယာချက်မြင့်တော့နေလေးတနေ့ပိုင်ဆိုင်ကြပါစေခင်ဗျာအလုံးမဲ့တတာ